ဒီနေ့မေလ23ရက်နေ့အတွက် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ကထွန်းရွယ်ဝေကျေးရွာဒီမနက်ပိုင်းမှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့လို့တေဆုံးသူ73ဦးရှိလာပြီးအယောက်20ထပ်မင်းဒဏ်ရာရထားပါတယ်။ဒါဟာစစ်ကောင်စီကနှစ်ရက်အတွင်းမှာတင်အရသားတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှု၃ချိန်ကျူးလွန်ထားတာဖြစ်ပါရရှင်။စကိုင်းတိုင်းတပရင်းမြို့နယ်ကအိုးဒိန်တွင်ရွာစတင်ကြောင်းလေကြောင်းတိုက်ခတ်ခံရမှုဖြစ်စဉ်ကိုတန်အမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့ conference တစ်ခုအတွင်းပြောကြားခဲ့ပါတယ်။တဆက်တည်းမှာပဲတချို့နိုင်ငံတွေကစစ်အုပ်စုကိုကူညီပံ့ပိုးနေတာတွေရပ်တန့်ပေးဖို့လဲတောင်းဆိုလိုက်ပါတယ်ရှင်။စစ်ကောင်စီကသကိုင်းကလင်ကြီးလှုပ်ခတ်ခဲ့တဲ့နောက်ပိုင်းမှာအပြစ်ရက်စဲရေးကိုဟန်ပြကြေညာခဲ့ပြီးပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်မတ်လ28ရက်ကနေမေလ9ရက်အထိပြည်သူအယောက်330ကျော်တိတ်ဆုံးခဲ့ရတယ်လို့ဦးနေပုံလက်ကဒီကနေ့မှပြောဆိုထားပါတယ်ရှင်။ စာသင်ကျောင်းမှာပညာသင်ကြားနေတဲ့ကလေးငယ်တွေကိုလေကျောင်းကနေဘုံကျဲတက်ခိုက်တာကစစ်ရာဆိုးမှုမြောက်တယ်လို့ KIO KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးတော်ဘုကပြောပါတယ်ဘုံကြီးကျောင်းဖျားကျောင်းတွေကိုအာကိုပြီးအဲ့ဒီနေရာတွေမှာစစ်ရှောင်နေတဲ့အရတားပြည်သူလူထုကိုဘုံကျဲတက်ဖြတ်တဲ့လောက်ရက်ကငင်းချရေးလမ်းစဉ်နဲ့လဲလွဲနေတယ်လို့သူကထောက်ပြထားပါတယ်ရှင်